ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အလေအပိတ်ပေါ့နော်လေပိတ်ကနန်းနှလုံးအပါယူတဲ့နေ့20နှမျိုးကို20နှစ်ကွာအရှင်းပြပေးသွားမှာဖြစ်ပါတယ်အလေနဲ့အလေကိုအပိတ်ကိုကနန်းနှလုံးအပါယူတဲ့နေ့ဖြစ်ပါတယ်ပေါ့နော်20နှစ်ပတ်တင်မှာတော့ကျွန်တော်6လုံးထဲကနှလုံးအပါယူမယ်ပေါ့နော်20နှစ်ပတ်နဲ့မှာလည်းကနန်း6လုံးထဲကနှလုံးအပါယူတဲ့နေ့ကိုကျွန်တော်ပုံတူပြပေးသွားမှာဖြစ်ပါတယ် အဲ့ရှောင်းရှောင်းနေ့တပင်ကနေဒီတွယ်နေ့အသိမဲ့တွယ်ထားတာဖြစ်ပါတယ်ဗောနော်အဲ့မှာဆိုရင် ပေါင်းရှင်းနေရတယ်ဗောနော်ခုနဲ့ပေါင်းတာနေနေနေကို3ပေါင်းရှင်း9 6ခွန်ခွန်ကို3ပေါင်းရှင်း30တိဗောနော်အဲ့မှာသူရှားပြီးတော့တာက665ဖြစ်ပါတယ်ရှောင်းရှောင်း၅ဆိုရတဲ့ကျွန်တော်အလေအပိတ်အပါယူတာဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့အိမ်မှာ၅ရက်၆ရက်ရှောင်းရှောင်း၅ရှားပြီးသွားတယ်ဗောနော် အဲ့ဒီရှောင်းရှောင်းငါးတပင်ကနေအပေါ်ယူတယ်နေတမဲ့ဆက်ယူတာဆိုရင်နင်ငါးရှောက်ခွန်တုံများတည်ရတယ်ဗောနော်ကိုးရှောင်းနစ်ဆိုတဲ့အတွက်ကြောင့်မို့ရှောင်းနဲ့နင်းနဲ့အလေနဲ့အပိတ်နေရအပါဖြစ်ပါတယ်ဗောနော်နောက်ထပ်တပင်မှာတုံများ3 4 5 6 9တဲကတုံများအလေးလေးဆိုတဲ့အတွက်အလေအပိတ်မှာလေးအပူဖြစ်ပါတယ်လေးအပူနောက်တစ်ခုကျွန်တော်3ရှောက်ခွန်8နစ်မှာဆိုရင်ရှားပြတော့တာကနင်းနစ်တဲ့ဆိုတဲ့အတွက်အလေးပိတ်နေရမှာနစ်တဲ့ဗောနော် အိမ်မှာတည်ရဲ့နေရဲ့လေပိတ်အပါဖြစ်ပါတယ်လေးခွန်ရှိကိုနေ၃ထဲကရှင်လေး၃ချပြီးသွားခဲ့တာဖြစ်ပါတယ်လေးနဲ့၃နဲ့အလေပိတ်အပါပေါ့နော်အိမ်မှာရှင်လေးရဲ့၃ရဲ့ဖြစ်ပါတယ်ရှင်လေး၃ပေါ့နော်နောက်ထပ်တစ်ပင်368တင်းနည်းဖြစ်ပါတယ်ဗောနော368တင်းနည်းထက်ကအလေနဲ့အပိတ်ကနန်းနှလုံးအပါဗောနော်ရှားပြီးတော့တာက663ဆိုတဲ့အတွက်3နဲ့6နဲ့အလေပိတ်နေရာဖြစ်ပါတယ်ခင်ဗျာ ၃၃၄၅၈၉တဲ့ကနှစ်၃၉ဆိုတဲ့အတွက်လေပိအပါဆိုတဲ့အတွက်၃၉ဖြစ်တယ်ဗောနော်ဒီမှာ၃ရဲ့၉ရဲ့နှစ်၃၉ရှားလုံးတဲ့ကနှလုံးအပါယူမှာဖြစ်ပါတယ်နှစ်၃၉တပင်ကနေစာပြီးချင်းပြပေးတော့မယ်ဗောနော်ခွန်လေးတွေ၂၈ရှင်းနဲ့၃ပေါင်း၁၁တင်းနဲ့၉ပေါင်း၁၀၅နဲ့၂ပေါင်းချင်းခွန်လေး၆၁၀၆နဲ့၆ပေါင်း၈၂ရမှာဖြစ်ပါတယ် ဒီမှာ330ခွန်တပောင်းရှင်ရှိကိုဒီအနောက်ကခွန်နဲ့ပောင်းရှင်55ဖြစ်ပါတယ်။ခွန်နဲ့နှစ်ပောင်း995ပောင်း14ရာတွေအတွက်အဲ့ဒီလေးကို3နဲ့ပောင်းတာခွန်69ကို3ပောင်းရှင်73တင်ချောင်းလုံးထဲကလေနဲ့အပိတ်နေရာမှာနှလုံးအပါပါနော်။ခွန်ခွန်9ဆိုရတဲ့ခွန်9လေပိတ်အပါဖြစ်ပါတယ်။အဲ့ရကြောင့်မို့ခွန်ရ9ရခွန်ခွန်9ပါနော်။ ဒီနီတဲမဲ့ခွန်ခွန်ကိုတပင်ကနေထပ်ပြီးလေ့လာကြအောင်ရှေလေးလေး30နှစ်နှစ်ကိုခွန်ပေါင်း99နဲ့ပေါင်းတာ78နှစ်နဲ့ပေါင်းရင်90ပေါ့နော်။တောင်ည9နဲ့1ပေါင်း30 1နဲ့9ပေါင်း30ဖြစ်ပါတယ်။လေ3လီစနစ်နင်းနေရှိပေါင်း20ပေါ့နော်ခုနှစ်တလုံးကြံတဲ့အတွက်ခွန်6ရော sorry ခွန်ကို3ပေါင်းတာပေါ့နော်ခွန်3ပေါင်း30တင်းနည်းနေကို3ပေါင်း56ဖြစ်ပါတယ်ခွန်3ညာ တင်းနေ96တဲကအလေကိုအပိကိုအပါဖြစ်မယ်ဗောနော်နောက်ထပ်တစ်ပြက်မှာခွန်3များ3များဆိုတဲ့အတွက်3ညာအပူဖြစ်ပါတယ်နောက်ထပ်တစ်ပြက်9လေးလီ90 9ခွန်7နိနေ9ပေါင်းခွန်9 9 10 1 1 3ဗောနော်7နိ10နိနေ4ပေါင်း6ကိုအနောက်ဆုံးကခွန်နဲ့ပေါင်းမှာဖြစ်ပါတယ် ခွန်30 6 93 33ပေါင်း6 8 8 9 3 7 7နှစ်300ခွန်ဆိုတဲ့အတကြောင့်မို့300ခွန်ခွန်အလေအပိတ်ပေါ့နော်ခွန်အပူဖြစ်ပါတယ်နောက်ထပ်တစ်ပြင်8လေးလီ30နှစ်နှစ်ကိုဒီလေးပေါင်းချင်း6 6 9ပေါင်း7ဖြစ်ပါတယ်နှစ်80 6နဲ့7နဲ့7ပေါင်း9ရမယ်ပေါ့နော် 9နာချိန်30ရှောင်းနဲ့နှစ်ပေါင်း8ခွန်ခွန်ပေါင်း55ဖြစ်ပါတယ်။တက်ကို35တလုံးကြံတဲ့အတွက်96တုံများ34အလေပိတ်အနှလုံးအပါယူမယ်ပေါ့နော်။96 4ဆိုတဲ့အတွက်9နဲ့4နဲ့အလေပိတ်နေရာအပါဖြစ်ပါတယ်။နှလုံးအပါပေါ့နော်။ Okay နောက်ထပ်96 4တပင်ကနေထပ်ပြီးအတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ရှင်းလေးလေး30နှစ်နှစ်ကိုကျွန်တော်ဒီရှင်းနေပေါင်း30တလေး99နဲ့ပေါင်းရင်30ဖြစ်ပါတယ် ။ဒါဆိုရင်9နဲ့10ပေါင်း30 9 3ပေါင်း10နဲ့ရမှာဖြစ်ပါတယ်ဗောနော်။ခွန်10ပေါင်း8 8 3 24 4ကို9ပေါင်းရင်7ဖြစ်မယ်ဗောနော်။စက်တစ်ကိုနင်းနေပေါင်းတာ3ဆိုတဲ့အတွက်3 6 8တင်းနေအแทကအလေနဲ့အပိတ်နှလုံးအပါဖြစ်မယ်ပေါ့နော်5 6 3ဆိုတဲ့အတွက်3နဲ့6နဲ့အလေပိတ်နေရာပါတာဖြစ်ပါတယ်5 6 3တပင်ကနေထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒါ20နံပါတ်1ဖြစ်ပါတယ် ငါးငါးသက်စေခွန်လေးလီ28ကိုကျွန်တော်ဒီ33ပေါင်း6ဆိုတဲ့ရှင်းနဲ့6ပေါင်း14ဖြစ်မယ်ပေါ့နော်ငါးနဲ့ကျိန်သက်စေငါးနဲ့နေပေါင်းရှင်းခွန်ဖြစ်ပါလေငါးနဲ့ကျိန်သက်စေလေးခွန်7တက်ခွန်ပေါင်း8ဆိုတဲ့ပေါင်းရှင်းလေးခွန်8ပေါင်းတော့9 9နဲ့34 43ခွန်8 9234ခွန်ရှိတဲ့က68ခွန်ဆိုတဲ့ခွန်နဲ့ချင်းနဲ့အလေးပိတ်အပါဖြစ်ပါတယ် ခွန်ရှစ်နှလုံးဒီရှောင်းလုံးထဲကအလေနဲ့အပိတ်နေရာမှာကနန်းနှလုံးအပါယူတာဖြစ်တယ်ဗောနော်ရှောင်း9လီ30ရှောင်းနဲ့ဒီခွန်ပေါင်း73 33ပေါင်း6ဗောနော်ရှောင်းနဲ့6ပေါင်းတာ7နှစ်ခွန်ခွန်ခွန်ပေါင်း64ဖြစ်မယ်ဗောနော်64 30ဒီလုံးကြံတဲ့အတွက်နှစ်9 6 9ကို3ပေါင်း31နှစ်9 6 9တုံများတက်ခဲကနှစ်နှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ နေ့ရက်ခွန်ရက်လေးပိတ်အပါယူတာဖြစ်ပါတယ်။နေ့နေ့ခွန်တပင်ကနေ388အခြားပိတ်သွားတဲ့တပင်ကိုလေ့လာကြအောင်648 6ပေါင်း10683 387နောက်ထပ်6 64ပေါင်း105တလုံးကျန်မယ်။လေ3.7နှစ်ခွန်ပေါင်းရှင်ကိုဖြစ်သွားမယ်ပါနော်။ဒါဆိုရင်9.35သလုံးကျန်တဲ့အတွက်9693934လေပိတ်အပါဖြစ်မယ်ပါနော်။ ဲ့ဒီမှာ388ဆိုတဲ့အတွက်88အပူဖြစ်ပါတယ်။ကိုးချိန်အတွက်ဒီရှားလုံးထဲကနှလုံးအပါဆက်ပြီးပေးရုံလားဆိုတာလေးကျွန်တော်ပေါင်းကြည့်မယ်ပေါ့နော်။၄48ဖြစ်မယ်ပေါ့နော်။၄48ရှင်းနေတဲ့ပေါင်း9 93ပေါင်းစနစ်နင်းနေ10ပေါင်း20ဖြစ်ပါတယ်။6ချိန်စနစ်နင်းနေ10ပေါင်း20တင်နေတဲ့ပေါင်းရှင်ဒီနေဖြစ်ပါတယ်အလေအ6နှစ်ချိန်ပေါင်းစနစ်နင်းနေခွန်ပေါင်း9အနောက်ဆုံးက9နဲ့ထပ်ပေါင်းတော့ 1996ရှောင်းနေနှစ်ပေါင်း800မှာဖြစ်ပါတယ်။ဒါကြောင့်မို့ရှိကို3ပေါင်းတာဆိုရင်7နှစ်333ပေါင်း600ဖြစ်မယ်ပေါ့နော်။တနည်းအား7တနည်း360ထဲကအလဲနဲ့အပိတ်အနှမ်းနှလုံးအပါဆိုပြီးဒီတနည်းအားအဲ့ဒီ6လုံးရတယ်ပေါ့နော်။ဒါက20နံပါတ်1ဖြစ်ပါတယ်။နောက်ထပ်ဒါလေးကတော့ကျွန်တော်အလဲနဲ့အပိတ်ကိုတနည်းနှလုံးအပါယူတဲ့နည်း20နံပါတ်2ကိုချက်ပြီးလေ့လာကြအောင်ပေါ့နော်။ ဒီရှောင်းရှောင်းနဲ့တပင်ကနေရှောင်းရှောင်းကတပင်ကိုလေ့လာကြအောင်3399နဲ့6ပေါင်းဆက်ခွန်3အဲ့မှာခွန်35ပေါင်းရှင်း96ရှောက်ကိုနေပေါင်း88နဲ့ပေါင်း30တင်းနဲ့အဲ့ဒီထဲကရှောင်းရှောင်း5ဆိုတဲ့အတွက်6ရဲ့5ရဲ့အလေနဲ့အပိတ်အပါပါနော်အဲ့မှာ96ဆိုပြီးဖြစ်ပါတယ်968တောင်များတင်းနှစ်ထက်က96လေးပဲအပါဖြစ်ပါတယ် နောက်ထပ်ကျွန်တော်ဒီနေ့တမန်ရှောက်ရှောက်၅တပင်ကနေရှောက်ရှောက်နေရတဲ့တပင်ကိုထပ်ပြီးလေ့လာကြအောင်ပါနော်။ပေါင်းရှင်းက93ညနေလေး96ဆွေပြီးရတယ်။96နှစ်ဆိုတဲ့အတွက်6ရက်နေ့နဲ့အလေပိတ်နေရအပါဖြစ်ပါတယ်။ဒီမှာ6အလေထိုင်နေပိတ်96နှစ်ဖြစ်ပါတယ်ပေါ့နော်။ကိုယ်တော်များနေလေး96ထဲက3ညလေးလေးဆိုရတဲ့အတွက်လေးလေးလေးပဲအမှုဖြစ်ပါတယ်ခင်ဗျာ နောက်တစ်တပင်တနည်းအရာ5 6 7တုံများတင်းနေထက်ကနိနိတိချပေးသွားတယ်ပေါ့နော်တုံများလေးလေးပြီးတော့နိနိတိဆိုတဲ့အတွက်တင်းနဲ့နိနဲ့နိနိတိဖြစ်ပါတယ်နိနိတိတပင်ကနေထပ်ပေးလေတာကြောင်းပေါ့နော်3 3 6 9 9 9 9 9 9 16ဖြစ်ပါတယ်3 6ပေါင်းချင်းက9 9 3 15ကို3နဲ့ပေါင်းတာ18ကို10ပဲရည်မယ်ပေါ့နော်9 8က79 9 6ပေါင်း73 3 လေလေးကိုနှစ်ပေါင်း66ကိုနှစ်ပေါင်း8 9 3ည69ညအစင်လိုက်ယူထားတာပါနော်ဒါကြောင့်မို့ဒီရှောင်းလုံးထက်ကနှလုံးအပါဖြစ်ပြန်ပါနော်8 4 3ဆိုတဲ့အတွက်6နဲ့3နဲ့4ပိတ်နေရာမှာခြာပေးသွားတာဖြစ်ပါတယ်8 4 3တပင်ကနေထပ်ပြီးလေ့လာကြအောင်ပါနော်63.78ကို9နဲ့ပေါင်းချင်းဆက်ခွန်ခွန်ပေးရမယ်။6နဲ့2ပေါင်းချင်းချင်း63.78ရှင်းနဲ့3ပေါင်းဆက်တည်ဖြစ်ပါတယ်။ ခွန်ရှိစံက9နဲ့တပေါင်း6 6 9 9နဲ့3ဖြစ်မယ်ပေါ့နော်အဲ့ဒီထက်က663ဆိုတဲ့အတွက်ကြောင့်မို့6နဲ့3ရဲ့အလေနဲ့အပိတ်နေရာမှာ ခြားပေးသွားတာဖြစ်ပါတယ်နှလုံးအပါဖြစ်ပါတယ်ပေါ့နော်နေ3လီ6ကို9နဲ့ပေါင်း73 9နဲ့3ပေါင်း9 33လီ9 93ပေါင်းချင်းဒီ7နဲ့ တောင်းကိုအားစနစ်နိနေနေပေါင်းလေးဆိုတဲ့အတွက်လေးကိုတစ်တူတော့ငါငါခွန်ကိုတုံညာတစ်ဖြစ်မယ်ပေါ့နော်ခွန်ကိုအဲ့မှာတုံညာတစ်လေးငါခွန်ကိုတုံညာတစ်ထက်ကနိတုံညာကိုဆိုတဲ့အတွက်အဲ့မှာတုံညာရဲ့ကိုရဲ့လေးပိတ်နှလုံးအပါဖြစ်ပါတယ်နိတုံညာကိုတပင်ကနေလေ့လာကြအောင်ပေါ့နော်9345 46ပေါင်း30နှစ်3 6ကို3ပေါင်းရှင်း9ဖြစ်မှာပဲ ဒါကြောင့်မို့ပေါင်းရှင်းက9ကိုပေါင်း14ဆိုတဲ့အတွက်0 9 9ခုန9ပေါ့နော်9ခုန9 3ည1ခြားပြီးတော့ကခုန9ဖြစ်ပါတယ်ခုန်နဲ့9နဲ့အလေနဲ့အပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်နောက်ထပ်တစ်ပြင်နေ3လ6ကိုခွန်နဲ့ပေါင်းရှင်း73ပေါင်းရှင်းကခွန်၄3လ72ကို3ပေါင်းရှင်း5 3ခွန်10 5တလုံးကြံတဲ့အတွက်96839 တင်နေပေါ့နော်ခွန်တုံညတုံညဆိုတဲ့အတွက်တုံညအလေးပိတ်အဘူးဖြစ်ပါတယ်ခွန်တုံညတုံညတပင်ကနေဆက်ပြီးလေ့လာကြအောင်93 35 3နဲ့ပေါင်း8နဲ့ပေါင်း73 85 73ပေါင်းရှင်းတုံးတုံးတိပေါင်းရှင်းကခွန်၈တုံညနေပေါ့နော်နေတုံးလေးဖြစ်ပါတယ်အဲ့ဒီမှာ3ခွန်ခွန်ဆိုရတဲ့ခွန်ခွန်လေးပိတ်အပူဖြစ်ပါတယ်ခွန်ခွန်လေးပိတ်အပူပေါ့နော် နောက်ထပ်တစ်ပင်935ငါခွန်ပေါင်းချင်းဒီစနစ်ဖြစ်ပါလေ။6နဲ့7နဲ့ပေါင်းချင်းက74 3 3ညာလီ3ညာ3ပေါ့နော်။ဒါဆိုရင်93ခွန်ခွန်ရနှစ်ရပေါင်း900ရတဲ့အတွက်9တုံညာ2 4 5 6 8 9 4ဆိုရတဲ့9နဲ့4နဲ့အလေးနဲ့အပိတ်နေရာမှာခြားပြီးသွားတယ်ပေါ့နော်။ Okay 8 9 4ဒီပင်ကနေထပ်ပြီးလေ့လာကြအောင်လားခင်ဗျာ။ 9345ကို၈နှစ်ပေါင်းချင်းဒီ73ရတယ်ဗောနောနောက်ထပ်39ကလည်း7နှစ်63 78သုံးနှစ်ပေါင်းတာ73 95 95ပေါင်း6ဆွေအတွက်6ခွန်9ဒီနှစ်3လေးပိတ်နှလုံးအပါဖြစ်ပါတယ်963ဆွေအတွက်3ရက်6ရက်963ဖြစ်ပါတယ်ဗောနောနှစ်3 6 sorry 339 996 954 အဲ့မှာ399ခွန်ပေါင်း93ပေါင်းစနေပါနော်694ပေါင်း10နှစ်ဆိုတဲ့အတွက်239 89 4ဘိတ်နှလုံးအပါမှာ68ခွန်ဆိုတဲ့အတွက်ခွန်နဲ့ရှင်၄ဘိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာ68ခွန်တပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြအောင်339 99 18 35ပေါင်းရှင်းပါလေရှင်63 28 83ပေါင်း17ဖြစ်ပါတယ်ပေါင်းရှင်းခွန်ခွန်ရှင်း3ည2 3 4ဖြစ်မယ်ပါနော် အဲ့မှာသူရှားပေးတော့တာနိနိခွန်ဆွေတဲ့ခွန်ရည်နေရလေပိတ်အပါဖြစ်ပါတယ်နိနိခွန်တပင်ကနေ388ရှားပေးတော့တဲ့ပင်ကိုလေ့လာကြအောင်73024 46.10 13ပေါင်းရှင်းကလေ93024ကို33ပေါင်းတော့၄ပေါ့နော်69 3345ဖြစ်မယ်ပေါ့နော်ရှားပြီးတော့ကောင်3 88ဆွဲအတွက်88အလေနဲ့အပိတ်အပူဖြစ်ပါတယ်9ချိန်အတွက် ဒီနေ့အသိပဲပေါ့နော်သုံးတုံများဒီတုံများသုံးနေပေါ့ရှင်သုံးနေနဲ့၆ပေါင်းရှင်ကရှင်၆38ကိုသုံးနေပေါ့နာ7 38က7နေတလုံးကြံနေအတွက်နေ35ခွန်69ဖြစ်မယ်ပေါ့နော်အဲ့ဒီနေ35ခွန်69ထက်ကအလေနဲ့အပိတ်နှလုံးအပါထပ်ပြီးခြာပေးသွားမလားဆိုတာလေးအောင်ကြည့်ရမယ်ပေါ့နော်ဒီရှောင်းရှောင်းကနေစာပြီးပေးလာခဲ့တာပေါ့နော်20နံပါတ်1ကို20နံပါတ်2ကိုပေါ့နော်။အားဖြင့် ဒွနီနံပါတ်3နဲ့ဒွနီနံပါတ်2နဲ့ကိုကျွန်တော်ဒီနှစ်ခုပုံတူစုပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ဒွနီနံပါတ်3က963မြ34နဲ့ဒွနီနံပါတ်2က963မြ4လေး96ရမှာတူနေတဲ့ကဏ္ဍက9သလုံးတူတယ်963မြ4တူတယ်ပေါ့နော်။69 4လေးဆိုရတဲ့9နဲ့လေးနဲ့အလေးကိုအပိတ်ကိုနှလုံးအပါဖြစ်ပါတယ်။နောက်ထပ်တစ်ပြန်မှာတော့369 3နှစ် လေပိတ်အပြည့်သေးကချစ်ကိုလေးပြီးတော့963ဆိုတဲ့အတွက်6ရက်3ရက်လေပိတ်နေရာပါဖြစ်ပါတယ်နေ့9နေ့3ခွန်ရှိတဲ့က963ပြီးတော့68ခွန်ဆိုတဲ့ခွန်ချစ်လေပိတ်နေရာနှလုံးဖြစ်ပါတယ်နေ့ခွန်3များသေးကနေ့နေ့ခွန်ဆိုတဲ့နေ့နဲ့ခွန်နဲ့လေပိတ်နေရာဖြစ်ပါတယ်9634ထဲက3688ဆွဲအတွက်88လေပိတ်အပူဖြစ်ပါတယ်ခင်ဗျာ โอเคကိုးကြိမ်အတွက်က၈၁၃၆၇၃၅၇၈ရေဆိုတော့အဲ့မှာ၈တလုံးတူတယ်တစ်ကမပါဘူး၄တလုံးပါတယ်ဗောနော်၈ရေ၄ရေနောက်ထပ်၃ကမ၃ပါတယ်၈၁၃၇ဖြစ်မယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒီ၄လုံးထဲကအလဲနဲ့အပိတ်နေရာမှာနှလုံးအပါထပ်ပြီးခြောက်ပြီးတော့မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။